မထင်ရှားသောယဟန်ဝိထုယောဝေဥပ္ပတိတံသရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်အကလဝသေဒီ၌နေတော်မူစဉ်အဖတ်မရှိသောယဟန်ကိုအကြောင်းပြုဟောတော်မူနေ၏မြတ်စွာဘုရားသည်ယဟန်တံဃာအကြောင်းကို ခွင့်ပြုတော်မူလက်သည်ရှိသောရသဂျိုပြည်၌တရေသသောသူတို့သည်အကြောင်းတို့ကိုဆောက်လုပ်ကြကုန်သည်ရှိသောအလဝီတိုင်းသာယဟန်တစ်ပါးသည် မိမိလူငါအကြောင်းကိုသောက်လို့လိုသောကြောင့်နှစ်လိုပဲကောင်းသောတိပင်တပင်ကိုမြင်လျင်ဖြက်ရှင်းကအာထုတ်လေ၏ထိုတိပင်၌ဖြစ်သောနေသောငယ်ရွယ်မှုပြုသောတဥသောနတ်သည်မှုပြုသောသားငယ်ကိုယင်တွင်ဖြင့်ပတ်ချီကရက်လျက်အရှင်မြတ်တပည့်တော်ဤဗိမာန်ကိုမဖြတ်ပါလင်သားငယ်ကိုပတ်ချီလျက်နေရာမရှိသည်ဖြင့်သွာလာလှည့်လေခြင်းကမတတ်နိုင်မှဖရာဟုလျှောက်ထားတောင်းပန်ချလေထိုရန်သည် ဓမ္မတော်ယနာဤသို့သဘောရှိသောတစ်ပင်ကိုမရနိုင်လက်တတ်ဟုထိုနှံ့ဤစကားကိုနားမထောင်ရကားနတ်ဒီဤသားငယ်ကိုလည်းရှေးဥသာကြည့်ရှုရလျင်ချောင်းကျင်ပေလက်တတ်ဟုနှလုံးပြည့်၍သားငယ်ကိုသိက္ခိုင်း၌ထားလေ၏ထိုယန်းဒီလည်းမြောက်ရှိအပ်သောပသိန်ကိုတီတန့်စိန်သောငါမတတ်နိုင်ရကားနတ်ငယ်ဤလက်ယုံးကိုဖျက်မိလေ၏နတ်ဒီအာကြီးစွာဖြစ်သော အမျက်ဒေါသရှိခြင်းကြောင့်ပုခတ်၍ ထိုယံကိုတတ်တော်အံ့ဟုလက်နှစ်ဖက်တို့ကိုမြှောက်ရှိပြီးမှရှိသွားဤတို့ကြံလေ၏ဤယံသည်လည်းသီလရှိသောယံဖြစ်၏ငါသည်ဤယံကိုအကယ်၍တတ်မိညာအံ့ငရဲသို့လာရပြီးတော့အံ့ကျင်းတော်နှတို့သည်လည်းမိမိဤသစ်ပင်ကို ဖြတ်ကုန်သောယံတို့ကိုမြင်လျင်ဤမိသောနှတ်သည်ယံကိုဤတို့တတ်လေ၏ဟုငါကိုနှိုင်းရှင်ခြင်းကိုပြု၍ယံတို့ကိုတတ်ကြကုန်လက်တံဤယံသည်လည်းအရှင်သခင်ရှိသောယံဖြစ်၏ အရှင်သခင်ဖြစ်သောမြတ်စွာဘုရားအားသာလျှင်ရှောက်ကြတော်အံ့ဟုပြန်ပြီးလျင်မြောက်ရှိသောလက်တို့ကိုပယ်၍ငိုကြွေးလျက်မြတ်စွာဘုရား၏အထံတော်သို့သွားသည်ဖြင့်ရှင်ခိုးပြီးလျင်တင့်ရန်လျောက်ပတ်သောအရ၌တည်နေလေ၏ထိုအခါနတ်ကူမြတ်စွာဘုရားသည်နတ်အဘယ်သို့ဖြစ်ပြီသည်နည်းဟုမိန်တော်မူလေ၏နတ်သည်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်တော်မြတ်ဘုရားတို့၏တပည့်ယဟန်သည်တပည့်တော်အားဤမည် ဤမိသောအမှုကို ပြုပါသည်ဖေဟာတပည့်တော်သည်ထိုယံကိုသက်ရှင်းကအလိုရှိသည်ဖြစ်လျက်ဤမိသောအကြောင်းကိုကြံသည်ပြီးလျင်မတတ်မှု၍သာလျင်ဖေဟာချင်းရှိတော်မူရာရဲ့သို့လာပါသည်ဖေဟာဟုအလုံးစုံသောထိုအကြောင်းကိုအကျေအဖျင်းလျှောက်ကြလေ၏မြတ်စွာဘုရားသည်ထိုလျှောက်ကြချက်ကိုမိန်တော်မူရလျင်နာကောင်းပေစွာကောင်းပေစွာသင်ဒီကောင်းသောအမှုကို ပြုအပ်ပေ၏ပြေသောယထာကို ယတနှိမ့်နှင်းနိုင်ပြီးတကယ်သို့ဤသို့ထွက်သောအမြတ်ဒေါသကိုယတနှိမ့်နှင်းလျက်ထွက်လာခဲ့ပြီဒီတကားဟုမိန်တော်မူ၏ဤဂါထာကိုဟောကြားတော်မူလေ၏ယောဝေဥပတိတံကောဒံဝရထံဘဝံဗန္တံဝဝရယေတမံရထိန်ပြူမိရတမိတ်ကာဟောဣတရောသနော ယောအရှင်သူဒီဝေစင်းစစ်ဥပတိတံဖြစ်သောကောတံအမြတ်ဒေါသကိုဗန္တံအဟုန်ပြင်းလင်းစွာပြေးသွားသောရထံယထာကိုဝါရယေဣဝါတမြင်နိုင်ပြီတကဲ့သို့ဝါရယေတမြင်နိုင်ရာဤတံထိုသူကိုသာရထိန်လိမ့်မသောယထာထိန်ဟု၍အဟံငါဗျာတိပြုမိဟောတော်မူ၏ဣဒရောဤသူမှတပါသော သနောပြေရှိမင်းအိမ်ရှိမင်းသာတိတို့ဤယထာဒိဋ္ဌိရတမိရတမိတ်ကာဟောကျိုးသွဲသမကျိုးကိုင်းသမကျိုးသွဲသမကျိုးကိုင်းသမသာမိဤမြတ်သောယထာဒိဋ္ဌိမမိဟုလိုဒေသနာတော်ဤအဆုံး၌နှက်သည်သောတာပတ္တိဖူ၌တည်လေဤရောက်လာသောပရိသတ်အားလေအကျိုးရှိသောဒေသနာဖြစ်တော်မူလေဤနှက်သည်သောတာပန်ဖြစ်ပြီးတော်လဲ ငိုကြွေးမြည်တမ်းလျက်နေလေ၏ထိုကားထိုနတ်ကိုမြတ်စွာဘုရားသည်နတ်အကြောင်းက အသူနီးဟုမေးတော်မူလျင်မြတ်စွာဘုရားတပည့်တော်ဤဗိမာန်သည်ပြည့်စည်ခဲ့ပါပြီယခုအခါအဘယ်သို့ပြုရပါအံ့ဤဘုရားဟုလျှောက်လက်တော်နတ်မကြံသည်လင့်မဆိုရင်းလင့်ငါဘုရားသည်တင်အားဗိမာန်ကို ပေးအံ့ဟုမိန့်တော်မူ၏သေတဝန်ကြောင့်တော်ကာနာကုရီအနီး ရှိဖြစ်သောနေ၌သုတေလေပြီးသောနတ်ရှိသောသစ်ပင်တပင်ကိုညွှန်ပြတော်မူလျက်အီမီသောအရ၌ရှိသောသစ်ပင်သည်နတ်သားမှစိတ်ဤထိုသစ်ပင်တို့ရှင်းကရှင်းကရှိလောဟုမိန်တော်မူလေ၏နတ်သည်သစ်ပင်တို့ရှင်းကလေ၏ထိုနေမှသာ၍ဤနတ်ဤဗိမာန်သည်ဘုရားရှင်ဘိအပ်သောဗိမာန်တိဟုတကူကြီးသောနတ်တို့တော်လဲလာ၍ထိုနတ်ကိုတုံလို့စေခြင်းငါမတတ်နိုင်ရာမြတ်စွာဘုရားသည်ထိုအကြောင်းကို အကြောင်းရင်းပြုရန်တော်တို့အားဘုဒ္ဓဂံသိခာပုဂ္ဂိုလ်ပြည့်ညတ်တော်မူလေ၏မထင်ရှားသောယဟန်ဝိထုပြီးအာလုံးဘေးဘရာဝေးကွာ၍ကိုယ်စိတ်နှပြကျမ်းမာရှမ်းသာကြပါသည်